ငွေရှိလာဖို့အလုပ်ကြိုးစားပါလို့ခွန်အားပေးခြင်းနဲ့ဗါတယ်လေငွေရှိလာဖို့အလုပ်ကြိုးစားပါโอเคစုတောင်းတာကောင်းပါတယ်စုတောင်းရမှမှန်တယ်ဖះကိုအားကိုးရမှမှန်တယ်ဒါပေမဲ့ဖះပေးမှဖះပေးမှပါဆိုပြီးမှထိုင်ပြီးမှပြင်းနေလို့မရပါဘူးမနေ့ကကျွန်တော်တို့ပြောပြီးသွားပြီဒီလိုပဲထိုင်မှစုတောင်းနေလို့ဖះသခင်ကကောင်းကင်ကနေပတ်စံအထုတ်လိုက်ချပေးမှမဟုတ်ပါဘူးဖះသခင်ကကျွန်တော်တို့ကိုအလုပ်လုပ်စေတဲ့ဖះဖြစ်ပါတယ်အာမင် ။ဘာကြောင့်လဲဆိုတော့တစ်သက်ခန်းကြီး၃ငယ်တစ်စိကိုဖွင့်ကြည့်ပါ။ကျွန်တော်ကျမ်းချက်လေး၂ချက်၃ချက်ဖတ်ချင်တယ်နော်။တမာကျမ်းစာရှိမယ်ဆိုရင်တတလောနိတ်ဩဝါဒစာ ပထမဆောင်ခန်းကြီး၃ငယ်တစ်စိကိုဖတ်ကြည့်ပါ။အဘယ်တို့နည်းဟူမူကားတင်တို့နည်းအတူရှိစဉ်အခါအလုံးမလုံချင်တော့သူဒီကအစာကိုလည်းမစားစေနိုင်ဟုပြင်ရထားကြပြီတဲ့ရှင်ဘောလူကတတလောနဲ့ အတင်းတော်ကိုစာရေးပေးတဲ့အခါမှာအလုံမလုံတဲ့သူကိုတဲ့သမင်းတော်မကြွေးကြပါနဲ့တဲ့ဘာကြောင့်လဲလူပြင်းလူပြင်းကိုရှောင်ဖို့ရန်အတွက်ရှင်ဘောလူကတတိပေးထားတယ်ခရိယယုံကြည်သူတယောက်ကလူပြင်းလုံးလို့မရပါဘူးအလုံကြိုးစားတဲ့သူ ဖြစ်ရပါတယ်အလုံကြိုးစားတယ်လို့ပြောလိုက်တဲ့အခါမှာဘုရားသခင်ကိုအားကိုးပြီးမှအလုံကြိုးစားတဲ့သူနဲ့ဘုရားသခင်ကိုအားမကိုးဘဲမိမိအားကိုးကြိုးစားတဲ့သူဆိုပြီးနှမျိုးရှိပါတ ဒီနေရာမှာကျွန်တော်တို့နားလည်ရမှာကဖယားတရားကိုနှစ်ပတ်သက်ထားပြီးဖယားသခင်ကိုအားကိုးပြီးအလုံးလုံးဖို့ရန်အတွက်ယုံကြည်သူတွေလှုပ်ရမယ်ဆိုတာနားလည်ဖို့လိုပါတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ထိုင်ပြီးမှဆုတောင်းနေလို့ဗန်ထဲမှာပတ်စံတိုးလာတယ်လို့ပတ်စံအိတ်ထဲမှာပတ်စံအရွက်တွေများလာတယ်လို့ဒီဒါမျိုးတွေကြားဖို့ကြလားမသိဆရာတွေဆုတောင်းပေးလိုက်လို့ဒီလိုဖြစ်သွားတာမနေ့ကကျွန်တော်တို့လည်းပြောသွားပြီးဒီလိုဆရာတွေကိုရှောင်ပါဒီလိုဆရာတွေကိုရှောင်ပါ ဘုရားသခင်ကဘယ်တော့မှယုံကြည်သူတွေကိုစုတောင်းပြီးမှဗန်ထဲမှာပတ်စံများလာတာတို့ဟိုဘာလဲပတ်စံအိတ်ထဲမှာပတ်စံလိုရင်းနေထိုင်ရင်ဘာဖြစ်လဲတိုးလာတာတို့လုံးဝလုံးမဲ့ဘုရားမဟုတ်ပါဘူးဘာကြောင့်လဲသူရဲ့ဘုရားသခင်ရဲ့ဖြစ်တည်မှုနဲ့မကိုက်ညီလို့ပါဘုရားသခင်ရဲ့ဖြစ်တည်မှုကလူကိုလူပြင်းလှုပ်စေမှာမဟုတ်ဘူးအလုံးလှုပ်စေတဲ့ဘုရားဖြစ်တယ်အာမင်အလုံးလှုပ်စေတဲ့ဘုရားဖြစ်တယ်အပြစ်မကွင်လာခင်ကလေးကအာဒံအေးဝါကဒီပါလေကျွန်တော်တို့ အေးဒင်ဥယင်မှာအလုတ်ကြိုးစားလုပ်နေရပါတယ်အပြစ်မဝင်လာခင်တော့အပြစ်မဝင်လာခင်အာဒံအေဝအလုတ်လုပ်ရလားမလုပ်ရဘူးလားလုပ်ရတယ်ဒါပေမဲ့အာဒံအေဝအလုတ်လုပ်တဲ့အချိန်ကအဲ့ဒီအေးဒင်ဥယင်မှာနေတဲ့အချိန်ကပျော်တယ်အပြစ်လုပ်ပြီးမှအလုတ်လုပ်ရတာကချွေးထွက်ပြီးမှမပျော်ဘူးအင်မတန်ခဲရင်ပြီးတော့မှလုံမှတလုတ်ပဲစားရတာမတူကြဘူးနော်ဖျားနဲ့အတူသွားလာတဲ့အလုတ်လုပ်ခြင်းနဲ့ဖျားသခင်မပါပဲကိုပဲအလုတ် လိုက်ကြိုးစားနေတဲ့ပုံစံနဲ့မတူကိုတယောက်ပဲသွားလို့ရှိလို့ရှိရင်ရှာထွက်မယ်ဖယားနဲ့သွားရင် ရှံထွက်မယ်တတ်တခါနားထောင်တော့ကျွန်တော်ဒီစကားကိုအမြဲနဲ့ခွန်အားပေးတဲ့လူတွေကိုကိုဟာကိုငာငာငာဆိုတဲ့ဇာတိနဲ့သွားရင်ရှာထွက်လိမ့်မယ်နော်မောလွန်းလို့ရှာထွက်လိမ့်မယ်ဒါပေမဲ့ဖယားသခင်နဲ့အတူသွားလာတဲ့အခါမှာတင်အလုံးလုံးတဲ့အခါမှာရှံထွက်လိမ့်မယ်โอเคရှာထွက်တာနဲ့ရှံထွက်တာနဲ့တင်ပဲဟာရွေးချယ်မလဲစဉ်းစားပါ ဒါကြောင့်ငွေရှိလာဖို့ရန်အတွက်အလုပ်စူးစမ်းရမယ်။ဖယားသခင်ကိုအားကိုးပြီးမှစူးစမ်းရမယ်။ဖယားပေးတယ်ဆိုရင်မှထိုင်ပြင်းနေလို့မရပါဘူး။ဒါပေမဲ့တချို့ကိစ္စတွေမှာရှိပါတယ်။ဥပမာကျွန်တော်တို့အလုပ်စူးစမ်းနေရတဲ့သားနဲ့တစ်ခါတလေကြာလို့ရှိရင်အဲဝုန်းကနေဆိုပြီးမှတခုခုဖြစ်ဖြစ်လာတဲ့အခါမှာအင်ပတ်ဆန်အင်မတန်လိုအပ်နေတယ်။ဝုန်းကနေဆိုပြီးမှပြဿနာဖြစ်လာတဲ့အခါမှာပတ်ဆန်အင်မတန်လိုအပ်နေတဲ့အခါမှာဆုတောင်းလိုက်တဲ့အခါမှာဖယားသခင်ကတူးဦးတယောက်ယောက်အားဖြင့်ကျွန်တော်တို့ကိုပတ်ဆန် ူညီလာတတ်တယ်။ဒါကတော့ဘုရားသခင်ရဲ့အလုပ်ပေါ့နော်။ဒီဟာကလွဲလို့အလုပ်မလုပ်ဘဲနဲ့ဘာမှလည်းပြဿနာမဖြစ်ဘဲနဲ့ကိုယ့်ကိုထိုင်ဆူတောင်းနေရင်ဘဏ်ကတ်ထဲမှာပတ်စံတိုးလာတာတို့ပတ်စံအိတ်ထဲမှာပတ်စံတိုးလာတာတို့မရှိပါဘူး။ရှိတယ်ဆိုရင်လည်းအဲ့ဒီလူတွေကိုရှောင်ပါဘုရားသခင်ရဲ့ဖြစ်တည်မှုအားဖြင့်ဒီအလုပ်ကိုဘုရားသခင်လုပ်မှာမဟုတ်ပါဘူးဘုရားသခင်မလုပ်နိုင်တာမဟုတ်ဘူးမနေ့ကပြောပြီးပြီဘုရားသခင်ကကောင်းကင်ကနေပတ်စံအထုတ်လိုက်တင့်ကိုချပေးလို့ရတယ် ဘုရားသခင်ကတိတ်ဗန်ကတ်ထဲမှာကဏန်းဘလောက်တိုးစီခြင်းလဲလှုပ်ပေးလို့ရတယ်ဘုရားသခင်ဘာကြောင့်မလှုပ်တာလဲအဲ့လိုလှုပ်လိုက်လို့ရှင်ဘုရားသခင်ကတင့်ရဲ့ဗာလဲအာလာဒင်နတ်ဘုရားလိုဖြစ်သွားမှာပေါ့ဟုတ်တယ်နော်တင့်ရဲ့အခိုင်းစီလိုဖြစ်သွားမှာပေါ့တင့်ကိုပတ်ဆံလိုက်ပေးပြီးတော့မှပြက်ဖြက်စီးတဲ့ဘုရားဖြစ်သွားမှာပေါ့နောက်ပြီးတော့မှဘုရားသခင်ကတင့်ကိုလူပြင်းလှုပ်စီတဲ့ဘုရားဖြစ်သွားမှာပေါ့ဒါကိုနားလေဖို့လိုတယ်ယုံကြည်သူတွေနော်ဒါကြောင့်ယုံကြည်သူတွေအလုတ်လို့ပါအလုတ်မလုတ်ဘဲနဲ့ထိုင်ဆုတောင်းနေလို့မရဘူးဆုတောင်းတာကောင်းတယ်ဆုတောင်းပြီးမှအလုတ်ချူ စုတောင်းပြီးမှအလုပ်ကြိုးစားတာဖရာသခင်ရဲ့အလိုတော်ဖြစ်တယ်ဆိုတာနားလည်ဖို့လိုတယ်။ကျမ်းစာထဲမှာလည်းရေးထားတယ်လေအလုပ်မလုပ်တဲ့သူသမင်းမစားစေနဲ့တဲ့။နောက်ပြီးတော့မှတုတ်တန်ခန်းကြီး30အငယ်၄ကိုဖတ်ကြည့်ပါ။ကျမ်းစာရှိမယ်ဆိုရင်ဖတ်ကြည့်နော်။တုတ်တန်ခန်းကြီး30အငယ်၄မှာဘလို့ပြောလဲ။ပြင်းရည်တော်သူသည်စင်ရဲခြင်းလုံလဝရိယရှိတော်သူသည်ကြွယ်ဝခြင်းတို့ရောက်တတ်၏တဲ့။ရှင်းတယ်နော်ရှင်းတယ်နော် ပင်းရည်နေမယ်ဆိုရင်စင်းရဲမယ်တဲ့လုံလဝရိယရှိတော်သူဟာကြွယ်ဝခြင်းတို့ရောက်မယ်တဲ့အင်မတန်ရှင်းလင်းလာတယ်ဒါပေမဲ့ဒီနေရာမှာတတိထားရမှာကဘုရားသခင်ကိုကိုးစားတဲ့သူအရင်ဖြစ်ရတယ်ဘုရားသခင်ကိုကိုးစားတဲ့သူဘုရားသခင်ကိုကိုးစားပြီးမှလုံလဝရိယနဲ့အလုံးလုံးတဲ့သူကကြွယ်ဝခြင်းတို့ရောက်မယ်ပင်းရည်တဲ့သူဟာစင်းရဲနေမှာပဲဒါကြောင့်တချို့ခရိယန်တွေကျွန်တော်လာမေးတယ်ဆရာကြီးတဲ့ခရိယန်တွေဘာကြောင့်တအားပတ်ဆိုင်ရှိတဲ့သူရှိတယ်တအားစင်းရဲတဲ့သူရှိတယ်ဘာကြောင့်လဲတဲ့ ကျွန်တော်ကတော့စကားသခုံးပဲဖြစ်တယ်အခြေခံရဲ့အခြေခံကဘုရားသခင်ကိုအားကိုးပြီးလုံလဝရိယရှိရှိအလုံးမလုံးလို့ဖြစ်တယ်ပြင်းရည်တော့ကြောင့်ဖြစ်တယ်ဒါနပတိတစ်ချက်ဖြစ်တယ်။အိုးပတ်စံချမ်းသာနေတဲ့သူကအလကားချမ်းသာနေတာမဟုတ်ဘူးသူတို့အလုတ်ကြိုးစားကြလို့ဖြစ်တယ်ဒါကြောင့်အလုတ်ကိုကြိုးစားပါဖျားသခင်ကိုအားကိုးပြီးမှဒါပေမဲ့မနေ့ကကျွန်တော်တို့ပြောသွားတဲ့တစ်ချက်ငွေရှာရမယ့်အခွင့်လန်းနဲ့ငွေရှာရတဲ့ခွန်အားလည်းဖျားသခင်ပေးထားလို့ဖြစ်တယ်အထူးသဖြင့်ဖျားသခင်ကိုကြောက်ရွံ့ယူတည်တဲ့သူနံပါတ်1ဖြစ်ရမယ အဲ့ဒီခါမှာဘုရားသခင်ရဲ့ဂတိတော်တွေဖြစ်တဲ့အရာတွေကိုလှုပ်ဆောင်တော်သူဖြစ်တယ်။ဘုရားသခင်ပေးထားတဲ့ဂတိတော်အတိုင်းလှုပ်ဆောင်တဲ့ခါမှာသူ့ရဲ့အသက်တာမှာကြိုးစားတဲ့ခါမှာလုံလဝရိယနဲ့လှုပ်တဲ့ခါမှာကြွယ်ဝခြင်းတို့ရောက်လာတယ်။ Okay ကြွယ်ဝခြင်းတို့ရောက်လာ။တုတ်တန်ကျန်ခန်းကြီး6ငယ်6ကနေ8မှာကျွန်တော်တို့ဘယ်လိုပြောထားလဲဆိုတော့အချင်းလူပြင်းနဲ့ပရွယ်စိတ်ထံတို့တွား၍သူ၏အမူအရာတို့ကိုစင်ချင်းစင်ချင်းတစ်ဖြစ်ပညာရှိစေလော။ပရွယ်စိတ်ဒီဆရာမရှိ။ ပဲ့ပြင်တော်သူမရှိမင်းမရှိပဲလေနှွေကာလနဲ့စဘာရိပ်ရာကာလ၌မိမိစားစရာကိုရှာဖွေတူထားတတ်၏တုတ်တန်ချမ်းမှာတော့ကျွန်တော်တို့ကိုဒဲ့ဆော်တာနော်ကျွန်တော်တို့ဒဲ့ပြီးတော့တုံတင်တာနော်အချင်းလူပြင်းနဲ့ကျွန်တော်တို့လူပြင်းလုပ်တဲ့သူကိုသူကဒဲ့လာပြီးတော့မှထောက်ပြပျွက်စိတ်ကိုသွားလေးလာပါတဲ့ပျွက်စိတ်ကအမြဲတမ်းအလုံးလုံးနေတယ်နေညမပြတ် တေချာလေ့လာမယ်ဆိုရင်တကယ်လည်းဟုတ်တယ်ချက်တော်ညီကိုမောင်တို့ပရွက်စိတ်ကိုသွားတတိပြူးမိလားပရွက်စိတ်ကအဝေးမှာသွားရှာဆရာမလို့ကို့အိမ်မှာပဲတစ်ချက်လိုက်ကြည့်လိုက်ပရွက်စိတ်ကအချိန်မီရဲ့လုံးလုံးနေတာပဲအော်အချိန်မီရဲ့လုံးလုံးနေတယ်โอเคသူတို့ရဲ့အမှုရာကိုစင်ကျင်တဲ့အခါမှာပြင်းတယ်ဆိုတာတော့လုံးဝသူတို့ထဲမှာမရှိဘူးကျွန်တော်လူတွေလည်းအဲ့ဒီပရွက်စိတ်ကိုတင်ခန်းစာယူပါတဲ့တုတ်တန်ဆရာက ကျွန်တော်တို့ပေါ်ပြထားတယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူခရိယန်တွေ နံပါတ်1တစ်ချက်အနေနဲ့ကျွန်တော်တို့သတိထားရမှာကငွေရှိလာဖို့အလုပ်ကျူးစားပါဖះပေးတယ်ဆိုပြီးမှထိုင်ပင်းနေလို့မရပါဘူးဖះသားသမီးတွေဖះရဲ့အလိုတော်ကကျွန်တော်တို့ကို အလုပ်လုပ်စေတဲ့ဖះသခင်ဖြစ်ပါတယ်ဟာလေလုယာငွေရှိလာဖို့အလုပ်ကျူးစားပါဖះပေးတယ်ဆိုပြီးထိုင်ပင်းနေလို့မရပါဘူးစုတောင်းပါမှန်ပါတယ်စုတောင်းပြီးရင်အလုပ်လုပ်ပါဘုရားသခင်ကကျွန်တော်တို့အလုပ်လုပ်စေတဲ့ဘုရားပါလို့ကျွန်တော်အလင်းပေးသွားတယ်ဒီမှာပဲနှီးကုံချုပ်လိုက်ပါတယ် ဒီကနေ့မနေ့နှုတ်ဘတ်တော်ကိုနားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစီတော့အာမင်